ကမ္မထအလောက်ခွင့်ဝင်ပုံလေးဖျက်ခေါ်ထားတယ်။စိတ်ဉာဏ်ရတနည်းအားဆိုချင်းကပါတောသို့ဖြစ်စေသစ်ပင်တပင်အောက်သို့ဖြစ်စေစိတ်ဉာဏ်နဲ့တောင်းကြောင်းတောင်းကြောင်းတောင်းကြောင်းတစ်ခုခုတော့ပဲတစ်ခုခုကိုပဲဖြစ်စေချင်းကပါချင်းကပြီးတဲ့အချိန်ခါမှာဘာလုပ်ရမလဲမြင့်တိတတိပလင်ကအဘုဇိတဝါအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုဖြောင်းဖြောင်းထားပြီးတော့တမလင်ငွေထိုင်ပါထိုင်တဲ့အရိယာဘုကအာနာပါနအတွက်အကောင်းဆုံးအရိယာဘုဖြစ်လို့နော် ကဲဒီကကြီးဒီလေထိုင်ရပြီတော့နော်ဘုန်းကြီးခိုင်းရင်လည်းတရားအလုတ်ပေးလေးပြရလေးဟောပေးမယ်အထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုဖြောင်းပြောင်းလေးထားလိုက်နော်တမင်းကြီးကိုထိုင်ပါအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုခပ်ဖြောင်းပြောင်းထားဖြောင်းပြောင်းထားပြီးတော့ဝင်လေထွက်လေပြင်းမှုထင်ရှားတဲ့နေရာမှာစိတ်ကလေးစိုက်လိုက်နာဒီပြထင်ရှားရင်နာဒီပြမှာစိတ်စိုက်ပါအထက်နှုတ်ခမ်းမှာဝင်လေထွက်လေထင်မှုကထင်ရှားရင်အထက်နှုတ်ခမ်းမှာစိတ်ကလေးစိုက်ထား အကြွေနှာတိပြမှာနှစ်ပေါက်ရှိတယ်။ဘူပြီးချိန်ရှားတယ်လို့ယူဆရတဲ့တပေါက်မှာစိတ်ကပ်လို့ရပါတယ်။နှစ်ပေါက်သလုံးမှာကပ်ရင်လည်းမရဘူးတော့မဟုတ်ဘူးအာယုံနည်းနည်းပြတ်တတ်တယ်။အဲဒါကြောင့်ဘူပြီးထိမှုထိန်ရှားတဲ့တဏှာမှာစိတ်ကလေးဆိုင်အထက်နှုတ်ခမ်းဖြစ်စေနှာတိပြတစ်ဖက်ဖက်ဖြစ်စေစိတ်ဆိုင်ထားပါ။ဆက်ပြီးတော့အဲ့ဒီမှာဝင်ဝင်လေထွက်ရင်ထွက်လေဒီလိုပဲရှိနေပါ မမဖက်မနေနိုင်ဘူးဆိုရင်တော့ဉာဏ်စက်မှဝင်လေထွက်လေလို့မှတ်ပါမမဖက်နေနိုင်တယ်ဆိုလို့ရှိရင်တော့မမှတ်ပါနဲ့စိုက်တာကြည့်နေပါပရမဇံအထိတော့မှတ်ခွင့်ရှိပါတယ်တွတ်တော့ပရမဇံကိုကြော်သွားပြီဆိုလို့ရှိရင်တော့ထိုဘုတ်ကိုမှတ်နေမယ်ဆိုရင်ဇံကပြန်ပြန်ပြီးရှော့ကြတတ်တယ်အဲ့ဒါကြောင့်ဝင်ရင်ဝင်လေထွက်ရင်ထွက်လေဒီလောက်ပဲရှုနေပါမမဖက်မနေနိုင်ရင်လည်းဝင်လေထွက်လေဒီလောက်ပဲမှတ်ပါအဲ့ဒီလိုမှတ်နေရကစိတ်က ဝင်လေထွက်လေအယုံအပေါ်မှာညီဝဲစွာကပ်ပြီးကြီးနေအောင်ကြိုးစားပါဒါကိုမြတ်စွာဘုရားကတောတတော်ဝအတ္တတတိတတော်ဝပတ္တတတိမန္တောယောဂီပုဂ္ဂိုလ်တိတတော်ဝတတိရှိတိဖြစ်လေသလင်အတ္တတတိဝင်လေကိုဖြစ်စေ၏တတော်ဝတတိရှိတိဖြစ်ဝေသလင်ပတ္တတတိထွက်လေကိုဖြစ်စေ၏ဒီလိုဟောထားတယ်တတိမြေဘုံကိုမြတ်စွာဘုရားဝင်လေမှာ16မျိုးထွက်လေမှာ16မျိုးဟောထားပါတယ် အဲဒါဝင်လေထွက်လေမှာ16မျိုးစီဟောထားတဲ့အတွက်ဒီနေ့ယောဂီပုဂ္ဂိုလ်များကိုဘုန်းကြီးကအဲဒီ16မျိုးတည်းကပထမအဆင့်ဖြစ်တဲ့၄မျိုးကိုဟောဖို့ဤဝေထားပါတယ်တို့တော့၄မျိုးလုံးဟောဖို့အချိန်မရဘူးနော်အချိန်မရတဲ့အတွက်အဲ့ဒီ၄မျိုးကိုမသွားမိလေမှာဖြစ်ရမယ်ကျင့်ဖို့ပฏิပါခလေးတတိမြဲအောင်ကျင့်ဖို့လေးပဲဒီနေ့ဟောလို့ရမယ်အဲ့ဒီဝင်လေထွက်လေဖြစ်တဲ့နေရာလေးမှာစိတ်ကလို့ဝင်ဝင်လေထွက်ရင်ထွက်လေလို့ဒီလိုရှုနေလို့စိတ်ကမမြဲဘူးစိတ်ကထွက်နေသေးတယ်ဆိုရင်တော့ အထက်ကရဆရာတော်များကရေတွက်တဲ့နီးလေးကိုအသုံးပြုပါဆိုပြီးဒီလိုညွှန်ကြားထားတယ်။ရေတွက်တဲ့နီးဆိုတာကဝင်လေထွက်လေနှစ်ခုပေါင်းကို၁ဝင်လေထွက်လေ၂ဝင်လေထွက်လေ၃ဝင်လေထွက်လေ၄ဝင်လေထွက်လေ၅ဝင်လေထွက်လေ၆ဝင်လေထွက်လေ9ဝင်လေထွက်လေ10တော်ပြီ။မဂ္ဂင်၈ပါးကျင့်ဝတ်တရားတွေကိုပူဇော်သောအဖြစ်တိက္ကဏ္ဍရှိအဖြစ်ရေတွက် ခုနကိုဘကိုပူဇော်တဲ့အနည်းနဲ့တိတ်ကကိုထိရည်တွေ့လည်းရတယ်။ဘုရောဆေဘညာနောဆေဘကိုပူဇော်တဲ့အနည်းနဲ့တိတ်က30ထိလည်းရည်တွေ့လို့ရပါတယ်နော်။ဒါတော့သိချိုက်တယ်လို့ပါ။သို့သောငါးတဲ့မနေစိနဲ့30တဲ့မပူပါစေနဲ့ဒီသတ်မှတ်ချက်ရှိ။အဲဒီသတ်မှတ်ချက်အတိုင်းတိတ်ကနေရှေ့ထိရည်တွေ့နေပါ။ရည်တွေ့ခြင်းကဏနာနည်းရဲ့အစွမ်းအဖြစ်စိတ်ကလေးဒီဖြည်းဖြည်းနှိမ့်တတ်သွားပါလိမ့်မယ်။ အဲ့လိုငြိမ့်သက်လာပြီဆိုရင်တော့အဲ့ဒီဝင်လေထွက်လေအာယုံပေါ်မှာရည်တွက်တဲ့နေကိုလွတ်နိုင်တယ်ဘလောက်ငြိမ့်သက်မှလွတ်ရမလဲလို့မေးရင်အနည်းဆုံးတော့နိုင်ဝက်ငြိမ့်သက်ပါစေရည်တဲ့စွမ်းနေရင်တော့တဏှာကြီးလောက်ငြိမ့်သက်ပါစေတဏှာကြီးလောက်ငြိမ့်သက်မှရည်တွက်တဲ့နေကိုလွတ်ပြီးတော့ဝင်လေထွက်လေဒီလိုရှိရမှာဖြစ်ပါတယ်အဲ့တော့တဏှာကြီးလောက်မငြိမ်သေးပဲနဲ့သို့မဟုတ်နိုင်ဝက်လောက်တောင်မှမငြိမ်သေးပဲနဲ့ရေတက်တဲ့နည်းကိုလွတ်ပြီးတော့ဝင်လေထွက်လေလို့ရှုလိုက်ရင်တချို့လဲစိတ်ပြတ်လွင့်သွားတတ်တယ် တချို့လဲပိုးပြီးတော့ငြိမ်လာတတ်ပါတယ်။ဒါကြောင့်ဝေလေထွက်နေလို့ရှုရတာကပိုးပြီးငြိမ်သက်တယ်လို့ယူဆရင်မရည်တို့ဖက်နဲ့ရှုနေရှုနေပါ။ဝေလေထွက်နေလို့ရှုရတာကမငြိမ်သက်ဖက်နဲ့စိတ်ကပိုးပြီးတော့ပြန့်လွင်နေတယ်ဆိုရင်တော့ရည်တွေ့ပြီပါနော်။ဒီကနေရှေ့ထိတာရည်တွေ့နေပါ။အဲဒီလိုရည်တွေ့တဲ့အပိုင်းမှာလဲခဏခောက်ရပြီဆိုတာမရည်တွေ့နဲ့ ကင်္ဂနေရှိသည့်ငါစိတ်ပဲမှမထွက်စီရလို့စိတ်ကလေးခပြင်းပြင်းထပ်ပြီးတရားရည်တွက်နေခတင်းနေထပ်ပြီးတရားရည်တွက်နေပါနောက်တကလည်းတိကရှိအသည့်ငါစိတ်ပဲမှမထွက်စီရဒီလိုသာရည်တွက်နေတော့အဲဒီလိုရည်တွက်ပါများလာပြီဆိုလို့ရှိရင်တော့ရည်တွက်ခြင်းကဏ္ဍနည်းရဲ့စွန့်အင်ကြောင့်စိတ်ပြီးငြိမ်တဲ့ငြိမ်လာပါလိမ့်မယ် အဲ့ဒီလိုညီလာပြီဆိုရင်တနာရီနှစ်နာရီလောက်ညီနေအထိဆက်လက်ပြီးတော့ပဲလက်ကျင်ပါလို့ဒီနေ့တိုင်တောင်းပါတယ်နော်ဒီနေ့အလုတ်ပိတရားကိုဒီလောက်နဲ့ပဲခွန်ကြီးရန်နှက်လိုက်ပါတယ်ကဲဆက်တယ်ထင်ရပါနော်ဆက်တယ်ထင်ရပြီ